လိုအပ်တဲ့ပြည်စင်မှုတွေပြီးတာနဲ့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အကြားနောက်ထပ်ထိပ်သည့်အစည်းအဝေးတစ်ခုကျင်းပနိုင်လိမ့်မယ်လို့ရုရှားသမ္မတနန်းတော်ကရမလင်ကနိုဝင်ဘာ18ရက်မှာပြောပါတယ်။ပူတင်နဲ့ထရမ့်တို့ဟာအဂူလာမှာအလက်စတာမှာကျင်းပတဲ့ထိပ်သည့်အစည်းအဝေးတစ်ခုမှာနောက်ဆုံးတွေ့ဆုံခဲ့ပြီးယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ပြည်နာကျေရှိတဲ့ဖြည့်ရှင်ချက်တချို့ကိုဆွေးနွေးခဲ့ကြပါတယ်။ ီးခရက်လာကဘူဒါပက်စ်မြို့မှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးတစ်ခုအတွက်အစီအစဉ်တွေကိုကြေညာခဲ့ပေမဲ့ထရမ်ကအချိန်ကိုက်တယ်လို့မခံစားရလို့မကြမီကဖျက်သိမ်းခဲ့ပါတယ်။ရုရှားအစိုးရဟာခွင့်ရတစ်ခုကိုလက်လွတ်ခဲ့သလား၊ဘယ်အခြေအနေတွေအောက်မှာပူတင်ထရမ်ထိပ်သီးအစည်းအဝေးအသစ်တစ်ခုကျင်းပနိုင်မလဲဆိုတာကိုသတင်းတောက်တွေကမေးမြန်းခဲ့ပါတယ်။ ကရမ်လင်ပြောရေးဆိုခွင့်ရှိသူဒီမက်ထရီပက်စကော့ကသတင်းတောက်တွေကိုဒီအခြေအနေတွေပဲအချိန်မှပေါ်လာမလဲဆိုတာကိုကျွန်တော်တို့ခန့်မှန်းဖို့ခက်ပါတယ်။ဒါပေမဲ့ဒီအခြေအနေတွေနောက်ကျမဲ့အစားမြန်မြန်ဆက်ဆံဖြစ်လာမှာကိုကျွန်တော်တို့အားလုံးစိတ်ဝင်စားကြရလို့သူကပြောပါတယ်။ထိုက်သည့်အစည်းအဝေးတစ်ခုကနေအကျိုးဖြစ်ထွန်းစေဖို့နတ်ရှာနဲ့ပြင်ဆင်မှုလိုအပ်တယ်လို့နှစ်ဖက်စလုံးကသဘောတူညီခဲ့ပါတယ်။ ဘူဒါပက်စ်ထိပ်သည့်စီဝေးကိုဖျက်သိမ်းကြောင်းကြေညာရမှာထရမ့်ကပြီးခဲ့တဲ့လကပူတင်အပေါ်စိတ်ပြတ်မိတယ်လို့ထပ်ပြောပါရရှင်။